ရင်ပြည်နယ်မြရီမြို့ကကြားဖြတ်ငွေလိန်ဂိုင်းဝန်ထမ်းကညာနိုင်ငံသား89ယောက်ကိုကရင်နယ်ကြားဆောင်တပ် PGF ကထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကိုဧပြီလ၄ရက်နေ့ကလွှဲပြောင်းပေးလိုက်ပါတယ်။မောင်တူးတရင်ပြပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါမြောက်ရီမြို့ကကြားဖြတ်ဝန်တန်းမျိုးသား48ဦးမျိုးသမီး29ဦးစုစုပေါင်းကင်ညာနိုင်ငံသားတက်တဲ့89ဦးကိုဧပြီလ4ရက်က ထိုင်းမြန်မာချစ်ကြည်ရေးအမှတ်နှစ်တံတားကနေလွှဲပြောင်းပေးခဲ့တာပါ I'm feeling very good to go home today. We are from Kenya. Thanks to the uh, the BGF yeah. for for rescuing us. Goodbye. Thank you, BGF. okay. အိမ်ပြန်ရမှာကိုပျော်ရွှင်ပါကြောင်းနဲ့ပြန်ပို့ပေးတဲ့ကရင်နယ်ချားဆောင်တပ် BGF ကိုကျေးဇူးတင်ကြောင်းနှုတ်ဆက်ကြောင်း အင်္ဂလိပ်ဘာသာနဲ့ကင်ညာနိုင်ငံသူကပြောသွားတာပါဒါပေမဲ့လေကြားဖြန့်ပြဿနာပေါ်အမြင်အမျိုးမျိုးကတော့ရှိနေကြတာပါမအေးချမ်းတဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့အသက်ဘေးပေါ့ကျမတို့ရဲ့လုံခြုံရေးအတွက်ကျမတို့ ပြေးလွှားပြီးတော့ကျမတို့ယက်တည်နေရတယ်ဒါကလေကျမတို့ကိုကျမတို့ရည်တည်ခြင်းရတယ်ကျမတို့နိုင်ငံအတွက်ကိုကျမတို့ပြန်ကြည့်နိုင်အောင်လို့ပေါ့နော်ကျမတို့ကောင်းမှုဆိုတာအသက်ရှင်ရည်တည်အောင်ကြိုးစားတယ်ဒါပေမဲ့ကျမတို့ရောက်နေတဲ့နေရာမှာလေဒီကြားဖြန့်ကိစ္စတို့ဘာလို့ဆိုတာလဲဒါကလေမကောင်းတဲ့သူတွေကဝေးဖွားပေးခဲ့တဲ့ အရာတစ်ခုပဲဒါသူတို့မကောင်းတဲ့လူရဲ့အလုပ်ကိုသူတို့ဆက်ပြီးတော့လုပ်နေတာကျမတို့ရဲ့ ျမတို့ရဲ့ဥတီချက်ကဘာလဲကျမတို့ကအမှန်တရားကိုရှာပွေတယ်အမှန်တရားကိုလိုချင်တယ်မတရားမှုကိုဖယ်ရှားဖို့အတွက်ကျမတို့ကတော့ဆက်ပြီးသွားရမယ်ပေါ့နော်ဒီကြားဖြံကိုမိမွေခဲ့တဲ့သူတွေရောကြားဖြံကိုဆောင်ရွက်နေတဲ့သူတွေအကုန်လုံးကသူတို့ရဲ့ကိစ္စပါကျမတို့ရဲ့ကိစ္စကတော့ကျမတို့ရဲ့မတရားမှုကိုတွန်းလှန်တဲ့ဒီတော်လိုင်းကြီးအောင်မြင်မှုအတွက်ပဲကျမတို့ဆက်သွားရမှာပါကညာနိုင်ငံသား89ဦးလှုပ်ပေးလိုက်ပြီးချိန်မှာမြဝတီကထိမ့်သိမ်းထားတဲ့နေရာတွေမှာနိုင်ငံသား 1582ဦးပဲကျန်တော့တယ်လို့သိရှိရပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ